ဒီမိုကရက်တစ်မြန်မာအတန် TVB ရဲ့ AP လ14ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ ကလင်ဘေးကျောင်းမန္တလေးတံချင်းပနိုင်ခြင်းမရှိတဲ့တွင်မြန်မာစိတ်ထောင်းဆောင်တဲ့မလေးရှားဝန်ကြီးချုပ်တို့ဘန်ကောက်မှာတွေ့ဆုံဆွေးနွေးဖို့ရှိတဲ့တွင်နဲ့ကိုရီးယားဂါချွန်တက်ကရိုကငလင်ဘေးသင်းမြန်မာကျောင်းသားတွေကိုဝေကြီးထောက်ပံ့ပေးတဲ့တွင်တွေနားဆင်ကြရမှာပါမြန်မာတချံကို UNESCO ရဲ့ကမ္ဘာ့ဒရမ်ရဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သတ်မှတ်ခံရတဲ့ပထမဆုံးနှစ်မှာပဲ အင်အားဖြင့်ငလင်တန်ခံခဲ့ရတဲ့မြမယင်ချင်းမှုဗဟုချက်မန္တလေးမြို့ဟာမြမရွရမဟာတကြံပွဲတော်ကိုမကျင်းပနိုင်ခဲ့တဲ့ပထမဆုံးနှစ်တစ်နှစ်ဖြစ်သွားခဲ့ပါတယ်။မန္တလေးစီပီယုံရဲ့ဆလက်ဆမဟာတကြံဗဟုမန္တဟာငလင်ကူညီကဲဆင်းရေးကုကဲရင်ယုံအဖြစ်ပြောင်းလဲထားတယ်လို့လိုင်းလျှောက်တကြံတီရှိရာ83လမ်းပေါ်ရှိမင်္ဂလာမန္တလေးတိလျှောက်ဟာလည်းတိတ်ဆိတ်ချောက်ကနေပါတယ်။ဈေးချိုတော်ကိုတကြံပြီးမှပြန်လဲဖွင့်လှစ်ဖို့ပြင်ဆင်ထားပေမဲ့လည်းနာမည်ကျော်ဈေးချိုတကြံကလည်းမန္တတွင် မရှိဘဲဈေးချိုတော်နိုင်ရင်စင်တဝိုက်ရှင်းလင်းလို့နေပါတယ်။မန္တလေးတကြံနဲ့ခွဲမရတဲ့မြို့မအပျော်ရန်သူရိယအသင်းမှလည်းငွေငါအလှပြရင်မထွက်နိုင်ဘဲတကြံအကျိုးနေ့မနေ့ကမှအတင်းတက်ကြီးပူဇော်ပွဲကိုလာကျင်းပနိုင်ခဲ့ပါတယ်။ရန်ကုန်နဲ့တခြားမြို့တွေမှာလည်းကလေးငယ်တွေရေကစားနေတာကိုတွေ့မြင်ပြီးရေပက်ခံထွက်သူတွေအ ਨੇ အချင်းလောက်ပဲရှိပါတယ်။နေပြည်တော်မှာတော့လမ်းလျှောက်တကြံအစားအေးတကြံဖြစ်ပြောင်းလဲကျင်းပရေကစားနေပါတယ်။ မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နဝိုင်အီဘရာဟင်ဟာမြန်မာစစ်ကောင်စီပို့ချုပ်မှုချင်းမင်းအောင်လှိုင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလာမယ့်အပိလ18ရက်မှာတွေ့ဆုံသွားဖို့ရှိနေတဲ့အကြောင်းမလေးရှားသတင်းမှဖော်ပြပါရတယ်။အဲဒီတွေ့ဆုံမှုမှာတော့မြန်မာနိုင်ငံရဲ့လက်ရှိအဖြစ်ခန့်ရက်စဲရေးကိုတက်တမ်းတိုးဖို့အတွက်စီအုပ်စုကိုတိုက်တွန်းတာတွေအပါအဝင်အခြားသောကိစ္စရပ်တွေကိုဆွေးနွေးသွားဖို့ရှိနေတယ်လို့ဝန်ကြီးချုပ်အန်နဝါကပြောပါရတယ်။ မလေးရှားဝန်ကြီးချုပ်အနေနဲ့စစ်ကောင်းဆောင်နဲ့တွေ့ဆုံမှုဟာပထမဆုံးချိန်ဖြစ်ပြီးအာဆီယံအနေနဲ့မြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံမှုအတွက်ဘုံတဘောတူညီချက်900ကိုကတိကဝတ်ပြုထားပေမဲ့လည်းဒီအစည်းအဝေးကတော့လူသားချင်းစာနာထောက်ထားမှုဆက်ရာကိစ္စတက်တက်နေတာကျင်းပတာဖြစ်တယ်လို့လည်းပြောပါတယ်။ဒါအပြင်မြန်မာကလေးဘေးနဲ့ပတ်သက်ပြီးတော့မလေးရှားတပ်မတော်ကဦးစီးတဲ့ယာယီစေးယုံအပါအဝင်အကူအညီတွေဆက်လက်ပေးအပ်ဖို့အစိုးရဖွဲ့ကသဘောတူထားတဲ့အကြောင်းလည်းသူကဆိုပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံမှာစစ်ရေးစစ်စီရေးတွေရပ်ဆိုင်ထားမှတာအကူအညီတွေပေးအပ်မှာဖြစ်တဲ့အကြောင်းကိုလည်းရှင်းရှင်းလင်းလင်းပြောကြားခဲ့တယ်လို့အန်နဝါကပြောပါတယ်။ အင်းအပြင်းငလင်ကြီးကြောင့်မန္တလေးတိုင်းအင်းဝရှေးဟောင်းနယ်မြေမှာမှတ်တမ်းတင်ထားတဲ့တမိုင်းဝင်ရှေးဟောင်းအဆောက်အုံ85ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးခဲ့ရတယ်လို့စစ်ကောင်စီလက်အောက်ခံရှေးဟောင်းသူတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာနကနေသိရပါတယ်။အရင်ကမတွေ့ခဲ့ရတဲ့နှစ်ထပ်စီဒီတွေနဲ့သုံးထပ်လိုင်ကူဖျားတွေကိုလည်းမြေကလေးကြောင့်ပြိုကျတာမှတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။မလန်နစ်ရှေးကလှုပ်ခဲ့တဲ့အင်းအပြင်းငလင်ကြောင့် မန္တလေးနဲ့အင်းဝဒေသကရှင်းဟောင်းအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ရပါတယ်။မန္တလေးမြို့တော်စီပင်သားရရေးကော်မတီကတော့အင်းဝပင်ရရှင်းဟောင်းဆုံးမှာမှတ်တမ်းတင်ထားတဲ့ရှင်းဟောင်းအဆောက်အုံပေါင်း960ရှိပြီး900ရာခိုင်နှုန်းလောက်ပျက်စီးတယ်လို့ရှင်းဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာနမန္တလေးဌာနခွဲကိုကိုးကားထုတ်ပြန်ထားပါတယ်။ အင်းအားဖြင့်ငလင်ပေးတန်ခံရတဲ့မန္တလေးမြို့မှာအေပီလ23ရက်တကြာအကြိုနေ့ကကျုံအနောက်ဖက်လမ်း26လမ်း86လမ်းနဲ့89လမ်းကြားရှိ ရည်ရှင်းစေုံသုံးပစ္စည်းအယောင်ဆိုင်မြင်းကြီးထငလင်နောက်ဆက်တွဲအခြေအနေကြောင့်ပြိုကျခဲ့ပါတယ်။စေုံသုံးပစ္စည်းတွေကိုတိုးလှောင်ထားတဲ့လေးထပ်အဆောက်အုံဖြစ်ပြီးလူသူနေထိုင်ခြင်းမရှိဘူးလို့သိရပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြောင့်မန္တလေးမှာလူတွေတေဆုံးတန်ရာရပြီးလူနေအိမ်တွေလမ်းတံတားအဆောက်အုံတွေအမြောက်အများပြိုကျပျက်စီးခဲ့တာပါ။ငလီလုတ်ခတ်ပြီးတဲ့နောက်ပိုင်း16ရက်အကြာအေပီလ23ရက်ထိငလီငယ်တွေအချင်းကြီး400နီးပါးစက်တိုက်လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ Korea 댓글로도꿈시대가준댓글로 Garten University ကငလင်ဘေးသိမ့်မြန်မာနိုင်ငံကကျောင်းသားတွေကိုငွေကြေးထောက်ပံ့မှုတွေပေးအပ်သွားမယ်လို့ကိုရီးယားသတင်းမှဖော်ပြပါတယ်။တက္ကသိုလ်အနေနဲ့ငလင်လှုပ်ခတ်ပြီးတဲ့နောက်ကျောင်းမှာတက်ရောက်နေတဲ့ကျောင်းသားတွေကိုတစိမ့်တစ်ပိုင်းကူညီနိုင်ဖို့အတွက်အခုလိုပေးအပ်သွားမှာဖြစ်ကစုစုပေါင်းကိုရီးယားဝမ်123တန်းအထိအသုံးပြုသွားမယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံကပြည်သူတွေနဲ့ကျောင်းသားတွေအတွက်အလေးနဲ့ထားကိုချင်းစာမိပါတယ်။ခက်ခဲတဲ့အချိန်တွေမှာကျောင်းသားကျောင်းသူတွေအနေနဲ့ ဆက်လက်ပြီးတော့ပညာသင်ကြားနိုင်ဖို့အတွက်ပုံစံအမျိုးမျိုးနဲ့ပတ်ပုပ်ကူညီမှုတွေထပ်ပြီးတော့ပေးအပ်သွားမှာပါလို့ ကတ်ချွန်တက်ကရိုဥက္ကဋ္ဌလီကီရာကပြောပါတယ်တက်ကရိုကမြန်မာចောင်းသား639ရောက်ကိုတချိန်ငွေပေးသွင်းမှုဝန်သိန်းစီပေးအပ်သွားမှာဖြစ်ပြီးအဲ့ဒီထဲမှာတက်ကရိုရဲ့ကိုရီးယားဘာဒါစကာစင်တာက369ရောက်ဖွဲ့ချုပ်တန်းက225ရောက်နဲ့ဖွဲ့လွန်တန်းက29ရောက်စီပါဝင်ပါတယ်ဒါပြင်တက်ကရိုအနေနဲ့ငွေကြေးပံ့ပိုးမှုအပြင်ထိခိုက်ခံစားရတဲ့ចောင်းသားတွေအတွက်စိတ်ချမ်းမရင်းဆရာထောက်ပံ့ကူညီမှုတွေပါပေးအပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်